မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။လူနာကြွေးကြ channel မှာကျေးဇူးလိုက်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိတဲ့အချိန်တွေကိုပိုင်ဆိုင်နေကြပြီးပြပြရမယ့်ဝိကွာကကိုရောစိတ်ပါစမ်းမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်။အခု reading ကကြတော့ကိုရဲ့ပေါ့နော်အခုကနေတပတ်အတွင်းကန်စာတာအချိန်တွေပေါ့နော်အချိန်ရင်လူမှုရေးငွေကြေးအချိန်တွေစမ်းမရေးအချိန်တွေနောက် overall message ပေါ့နော်ဒါတွေကို ကြည့်ပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ collective reading နေပဲကြည့်ပေးသွားမှာဖြစ်ပါတယ်ရှင်အယူဆုံး energy စစ်ပေးပါမယ်အဲတပတ်အတွင်းလိုပြောကြအောင်မလို့အခုဒီ reading ကိုစကြည့်တဲ့အချိန်ကနေတပတ်အတွင်းကိုအကျုံးဝင်ပါတယ်ရှင် timeless reading ပါရှင်ဒါဆိုရင်ဒီ reading ကဘယ်လိုနဲ့ energy ကညီမလဲအရင်ဆုံးစကြည့်ပါမယ် King of Pentacles or Assign နေနဲ့ energy ကိုလောက်တယ်ပေါ့နော် reading ကိုကြည့်ရင်သူတွေက Taurus, Virgo, Capricorn energy ကိုမှများနေတာမျိုးဖြစ်နေမယ်အာ is so 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 assign နေလဲပါလိုက်မယ်ပေါ့နော် Gemini, Libra, Aquarius ဆိုတော့ assign နဲ့ assign energy တွေကိုမှရှိနေတာလို့တွေ့တယ်အဲ့တော့ကိုကလေလေးနေတယ်ပေါ့နော်ဘယ်ရာကိုမှဆိုလေးနေနေနေ တွေးတက်လှုပ်ဆောင်တတ်တယ်ဆိုတာမျိုးလို့တွေ့တယ်။နောက်လက်ရှိမှာဆိုလို့ရှိရင်လည်းကိုယ်ရဲ့ဘဝအတွက်ကိုတွတ်တက်ရတွတ်တက်ကြောင်းအတွက်နောက်ကိုယ့်ရဲ့စီးပွားရေးအတွက်လောက်ကင်အတွက်ပေါ့နော်။နောက်ကိုယ့်ရဲ့မိသားစုအတွက်ဒီဘက်ကိုပို့ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုမျိုးစီးပွားရေးနဲ့ပတ်သက်ပြီးတော့လောက်ကင်နဲ့ပတ်သက်ပြီးတော့အဲ့ဘက်ကိုအာရုံစိုက်နေတယ်။နောက်တစ်ခုကကျတော့ဒါမျိုးမဟုတ်ဘူးဆိုရင်လည်းကိုယ့်ရဲ့ဒီအိမ်ပေါ့နော်အိမ်နောက်နေရာ အဲ့လိုအခြေတကျပေါ့နော်အစင်ပြေပြေနဲ့ရှိဖို့အတွက်အဲ့လိုမျိုးတွေမှာအာယုံပုံပြီးတော့စိုက်ဖြစ်နေရဲဆိုတာမျိုးလို့မြင်တယ်။အော်ညံကောင်းနေဆိုတာလည်းတွေ့ရတယ်ပေါ့နော်အကြံကောင်းညံကောင်းနေလည်းရှိရသူမျိုးလို့မြင်နေ။နောက်ပုံပွဲလေးလေးနဲ့စကားကိုပြောတတ်ဆိုတတ်ဆိုတတ်မျိုးလို့မြင်နေပေါ့နော်။အာကိုပြောချင်တဲ့စကားကိုတွေ့ဝိုက်နေတာမျိုးတွေမဟုတ်ဘဲနဲ့ကိုပြောချင်တဲ့စကားကိုပုံပွဲလေးလေးပြောပြတတ်တဲ့သူမျိုးရှင်းရှင်းလင်းလင်းပြောပြတတ်တဲ့သူမျိုးပေါ့နော်။ communication skill ကောင်းနေဆိုတာတွေ့တယ်။ဒါမှမဟုတ်အဲ့လိုမျိုးပုံပွဲလေးလေးပြောလို့လည်း ိုဖြစ်ချင်အဖြစ်ဆိုပြီးတော့တစထိုးကိုစကားဖြင့်ပြီးရောဆိုပြောရတဲ့သူမျိုးမဟုတ်ဘူးပေါ့နော်စဉ်းစားပြီးတော့မှအလေးနက်ထားစဉ်းစားပြီးတော့မှပြောတတ်တဲ့သူမျိုးတွေဖြစ်တဲ့ဆိုတာမျိုးလို့တော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ energy ရေနဲ့ကညင်ဆိုရှင်တော့ဒီ reading ကိုဆက်ပြီးတော့ကြည့်လို့ရပါပြီရှင်ဒါဆိုလို့ရှိရင် ို့ရေပေါ့เนาะအခုကနေတပတ်အတွင်းကန်ချင်းလေးကိုကြည့်ကြည့်ပါမယ်။ အဲ့လက်ရှိအနေထားကတော့ကိုယ်အနေနဲ့ကတော့အစအရာပေါ့နော်ဒါစိတ်ကြည်လင်လန်းဆန်းနေရဆိုပုံစံမျိုးလို့မြင်ရတယ်ဒီ reading ကိုကြည့်နေချိန်မှာကိုယ်အနေနဲ့ကအာနာမကျန်းဖြစ်တာတွေဆိတ်ရှုပ်စရာတွေမရှိတဲ့ပူပန်စရာတွေကင်းတယ်ပေါ့နော်အဲ့လိုအနေထားမျိုးလို့မြင်တယ်ဒါမှမဟုတ်လဲကိုယ်အနေနဲ့တခုခုပေါ့နော်အဲ့လိုမျိုးစိတ်ပူပန်စရာရှိတယ်ဆိုလို့ရှိရင်တော့ဒီ reading ကိုကြည့်နေအချိန်လေးမှာတော့တော်တော်လေးကိုစိတ်လက်ပေါ်ပေါ်ပါပါနဲ့လာကြည့်ဖြစ်နေဆိုတာမျိုးလို့မြင်တယ်ပေါ့နော် အာအတီတလေးတစ်ခုရှိနေရဲဆိုတာမျိုးလို့ခံစားမိတယ်အဲ့တော့ကိုယ့်ရဲ့အခြေအနေနဲ့ကတော့အခုကနေတပတ်အတွင်းမှာကိုယ့်ရဲ့ soul mate connection မျိုးရှိတဲ့သူမျိုးကိုယ်နဲ့စိတ်တူကိုယ်တူရှိမဲ့သူမျိုးနဲ့ဆုံးစည်းဖြစ်လိမ့်မယ်ဆိုတာမျိုးလို့အမြင်နဲ့တချို့တွေက single တွေအတွက်ကတော့အဲ့လိုလူမျိုးနဲ့ဆုံးစည်းလိမ့်မယ်ပေါ့နော် relationship ရှိပြီးသားသူတွေကကြတော့ကိုယ့်ရဲ့လက်တွဲပေါ်နဲ့ဒါမှမဟုတ်လေအာ relationship ရှိပြီးသားဆိုတာကအခု situationship တွေလည်းပါတယ်ပေါ့နော် situationship တွေရော relationship ရှိတဲ့သူတွေရောပေါ့နော်ချစ်သူကြီးစားရှိတဲ့သူတွေရောသူတို့ဒီလူတွေကကြတော့တစ်ဖက်သူစီရနေပြီးတော့ပေါ့နော် commitment တခုတေချာကြီးရတဲ့စကားတွေအာဂတိကိုတွေပေးလာလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်ကိုနဲ့သူနဲ့နှစ်ယောက်ကြားမှာနောက်ထပ်အဆင့်တစ်ဆင့်တက်သွားနိုင်လိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတော့တွေ့ရတယ်ဒါအခြေအနေပတ်သက်ပြီးတော့ပေါ့နော်နောက်တစ်ခုကကြတော့ဒါကတော့ဒါ negative ဘက်ကနေပြန်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှင်တော့ ဒီတစ်ပတ်အတွင်းမှာကိုယ့်ဘက်ကဖြစ်စေတစ်ဖက်သူဘက်ကဖြစ်စေပေါ့နော်အဲ့လိုမျိုးအာရှင်ပြီးတော့ရွေးချယ်ရမယ်သူတရားပေါ့နော်ရှင်ပြီးတော့ရှင်ထားပြီးတော့ရွေးချယ်လောက်စီရအဲ့လိုလူမျိုးတွေပေါ်လာတတ်တယ်ပေါ့နော်တပ်ပါဆန်ပေါ်လာတတ်တယ်ဒါလေးတော့တတိထားပေးဖို့လိုအပ်တယ်တချို့တွေကြတော့လဲ single တွေကြတော့လဲကိုယ့်ကိုသဘောကျတဲ့သူကတရားမကရှိနေတာမျိုးချင်းကလာတာမျိုးပေါ့နော်အဲ့လိုမျိုးရရှိလာတတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးကိုတွေ့ရတယ်နာကိုယ့်ရဲ့လူမှုရေးအရဆိုလို့ရှိရင်တော့ နည်းနည်းလေးတော့သတိထားဖို့လိုအပ်တယ်ကိုနားမှာအာရှစ်တမျိုး၊ကိုရာတမျိုးဆိုတဲ့လူမျိုးတွေရှိနေတဲ့ကိုကိုစိတ်ဒုက္ခပေးစေနိုင်တဲ့သူမျိုး။နောက်သူတို့ရဲ့အပြုမူတွေပြောဆိုတွေကကိုကိုတန်တရားတွေနဲ့တန်တရားတွေဝင်စေပြီးတော့ဗောနော်စိတ်ရှုပ်စေတဲ့ဒီလိုလူမျိုးတွေအဲရှိလာတတ်တယ်။ဒါမှမဟုတ်လည်းအဲ့လိုလူမျိုးအဲ့လိုမျိုးအခြေအနေမျိုးတွေကြုံလာရနိုင်တယ်ဗောနော်။အဲတော့ဒီတစ်ပတ်အတွင်းမှာတော့ တစ်ဖက်သူတွေတခြားသူတွေရဲ့ပေါ့နော်အဲ့လိုပြောစကားတွေထဲစားလို့ရှင်တော့ကိုယ့်ရဲ့အတွင်းစိတ်ကိုပဲယုံကြည်ပါကိုယ့်ရဲ့ intuition ကဘာပြောလဲပေါ့နော်ကိုယ့်ရဲ့စိတ်အော်ကိုပိုင်းအတိစိတ်နဲ့ကိုဘာသာကိုဆုံးဖြတ်ချက်ချပြီးတော့သွားပါ။နောက်ကို့အနေနဲ့ဘလိုအရာတွေကိုစီစဉ်ထားရတယ်ဘလိုအရာတွေကိုဟို plan ချထားရတယ်စသဖြင့်ဘာကိုဆောင်ရမယ်ဆိုတာစသဖြင့်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုဟိုလူတိုင်းသိအောင်လို့လိုက်ပြီးတော့ပြောပြနေစရာမလိုဘူးပေါ့နော်။အဲ့တော့ကို့အနေနဲ့ကိုကိုစီစဉ်နေရရှိတာကိုအာ အကောင့်ထဲပေါ်မှသာပေါ်ပြီဆိုတဲ့ပုံစံမျိုးပေါ့နော်မလုတ်ခင်မှာဒီကိုဘယ်လိုမျိုး plan ချထားရတဲ့ပါးတွေကိုသူများတွေသိအောင်လို့မပြောသင့်ဘူးပေါ့နော်ကိုယ့်ကိုလှည့်လှည့်ပေါ်ပိုင်းနဲ့ထားတင်နေပေါ့နော်ဒီလိုပြောလို့လည်းအော်ဘယ်လိုပြောရမလဲအဲ့ဒါကိုอืมအရင်ကြီးရှုပ်ဝတ်စီစဉ်တာမျိုးတော့မဟုတ်ဘူးပေါ့နော်။ဘာဘယ်ရာကိုမှပေးမသိစီစဉ်တာမျိုးမဟုတ်ဘူး။ဒါပေမဲ့ကို့အနေနဲ့ကို့ဘဝတလန်အတွက်ကို့ရဲ့တခုခုပေါ့နော်ကို့ရဲ့အခွင့်အရေးတွေပေါ့နော်။ဒီယာရင်းနဲ့ပတ်သက်ပြီးတော့ တစ်ခုခုကိုဆောင်ရွက်တော့မယ်ဆိုလို့ရှိရင်လူတိုင်းကိုလိုက်ပြီးတော့ကိုယ့်ရဲ့ရှိသမျှအကုန်လုံးကိုအစီအစဉ်တွေအကုန်လုံးကိုချပြနေတာကအာပြောရရင်စံပြေးပေါ့เนาะမကောင်းဘူးပေါ့เนาะကိုယ့်ရဲ့အစီအစဉ်နဲ့ကြာရှုံးဖို့တောင်ဖြစ်လာနိုင်တယ်ဆိုတော့နောက်တစ်ခုကဒီ တပတ်တွင်တော့တိတ်ချလေးတော့သတိထားဖို့လိုအပ်တယ်။အတွင်းစိတ်ကတစ်မျိုးအပြင်မှာတစ်မျိုးဖြစ်နေတဲ့သူမျိုးတွေ။နောက်တူတူရဲ့ဒီခံစားချက်တွေအတွေးတွေကကိုယ့်ဘက်မှာလာပြီးတော့လွှမ်းမိုးမှုတွေလည်းရှိလာနိုင်တယ်ပေါ့နော်။သူတို့ကြောင့်ကိုယ်မှာပါလို့လို့လောက်အောင်မသိဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်လာနိုင်တယ်။ဒါကြောင့်မလို့တိုင်မင်လာမျိုးတွေဖြစ်ပါပြီပေါ့နော်။အဲ့လိုမျိုးတွေမလုပ်ဖို့အာကိုကိုတင်းကိုဝမ်းထဲမှာပဲထားဖို့ပေါ့နော်။အဲ့လိုမျိုးလိုအပ်တယ်ဆိုတာမျိုးလေးကိုမြင်နေပေါ့နော်။အဲ့လိုပုံစံလေးနဲ့ပဲသွားပါ။နောက်တစ်ခုက ငွေကြေးပိုင်းပေါ့နော်ငွေကြေးပိုင်းကတော့ဒီမှာတွေ့ရတဲ့အရာဆိုလို့ရှင်တော့ A A C ပြီးတော့ပေါ့နော်လောကအေးအေးစစ်စစ်နဲ့နေလို့ရတဲ့နေ့ရက်တွေကိုဖျက်သန်းရမယ်ဆိုတာလို့တွေ့တယ်ဒီတစ်ပတ်တွင်းမှာတော့အပူပင်ကင်းကင်းအကြောင်းစားကင်းကင်းနဲ့အော်ဖျက်သန်းရမယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ဒီ အခု reading ကိုဒီတင်တဲ့ချိန်ရာစပြီးလို့ပြောရမယ်ဆိုရင်တော့ဒါကဒီမေလကုံရက်ပိုင်းလောက်ဖြစ်နေမယ်ပေါ့နော်အဲ့တော့ဒီရက်ပိုင်းဆိုတော့လာစာထုတ်တဲ့ရက်လေးဖြစ်တဲ့ဆိုတော့ကိုအနေနဲ့အလိုတခြားစိတ်ပူပန်စရာတွေဘာမှမရှိလောက်အောင်အလိုမျိုးငွေကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဆင်ပြေလာမယ်ဆိုတာမျိုးလို့မြင်နေစီးပွားရေးဆိုလည်းကိုလှုပ်ထားတဲ့စီးပွားရေးကနေပြီးတော့အချိုးမြတ်တွေရရှိနိုင်မယ်ကိုအေးလို့လို့ပေါ့နော်အလိုအာ အရင်ဆိုင်နေရတဲ့စီးပွားရေးတွေဆိုလို့ရှိရင်လုပ်ငန်းတွေဆိုလို့ရှိရင်လည်းပဲအရင်မဆိုင်ရတော့ပဲနဲ့အမြတ်ငွေကိုအေးအေးဆေးဆေးလေးထိုင်ပြီးတော့အာယူယုံဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လဲပတ်တဲ့လုပ်ငန်းတစ်ခုဖြစ်လာလိမ့်မယ်ပေါ့နော်နောက်တစ်ချို့ဆိုလို့ရှိရင်လည်းပဲအာကိုယ့်ရဲ့ဒီငွေကြေးစီးပွားရေးအလောက်ကိုင်းနေအဆင်ပြေတဲ့အကြောင်းမို့လို့ခရီးထွက်ဖြစ်တာမျိုးတွေအနားယူပန်းဖြေတာမျိုးတွေရှိလာလိမ့်မယ်ဆိုတာမျိုးလည်းမြင်နေပေါ့နော်အာ trolley 우선 비밀번호 နောက်တစ်ခုကကြတော့ကျမ်းမာရေးကျမ်းမာရေးကတော့တတိထားဖို့လိုတယ်တတိထားဖို့လိုတယ်ဆိုတာဒီမှာလေးမလူလားအဘယ်နဲ့ပေါ့နော်ကို့အနေနဲ့အလိုရှောက်တွေးနေတယ်ဆိုတာလိုမြင်တယ်အတွေးတွေကကို့ကိုပို့ပြီးတော့နှိမ့်ဆက်စေတယ်ပေါ့နော်စိတ်ထောင်းလုံးကို့ကြည့်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေရလို့မြင်တယ်မလူလားအတဲ့ဒီအတွေးတွေနှိမ့်ဆက်မှုကြောင့်ကို့မှာခန္ဓာကိုယ်မှာပါလာပြီးတော့အထီတယ်ဆိုတာမျိုးလိုမြင်တယ်ပေါ့နော်တခြားယောဂကြီးကြီးမားမားမရှိပေမဲ့အဲ့လိုမျိုးရှောက်တွေးနေရင်ကနေစိတ်တက်ကြတာတွေအဲ့လိုကို့ကိုပေါ့နော်အဲ့လိုထင်ရောက်ထဲမှာဖြစ်နေရတယ်ဝေကွင်းရခတ်တာတွေအဲ့လိုမျိုးတွေဖြစ်လာပြီးတော့ နတ်ညနေဆိုလို့အိပ်မရတာမျိုးတွေအေးအေးပြတ်တာမျိုးတွေရှိလာတဲ့ ਨੇ ဒါတို့တတိထားဖို့လိုအပ်တယ်အဲ့တော့အိတ်ချိန်စားချိန်မှန်ဖို့လိုအပ်တယ်နောက်တစ်ခုကအရင်ကြီးမတွေးဖို့ပေါ့နော်အထူးသဖြင့်မကောင်းတဲ့အတွေးတွေမတွေးဖို့လိုအပ်တယ်ပေါ့နော်နောက်လေနဲ့ပတ်သက်တဲ့ယောဂတွေတတိထားဖို့အလိုအပ်တယ်ပေါ့နော်အဲ့တော့လေစာတွေစားတာတတိထားပါကိုကတကယ်လို့အစာအိမ်ယောဂရှိတဲ့သူဆိုလို့ရှိရင်လေအောင်တတဲ့သူမျိုးဆိုလို့ရှိရင်တော့အစာမမားစေဖို့လိုအပ်တယ်အေးမမေ့စေဖို့လိုအပ်တယ်ပေါ့နော်ဝမ်းမှန်ဖို့လိုအပ်တယ်အဲ့လိုမျိုးလေးတော့တွေ့ရတယ် နောက်တစ်ခုကနိုင်ငံသားကံပေါ့နော်ဒါလေးကတော့နိုင်ငံသားကံလေးနဲ့ကြည့်ပေးထားတာပေါ့နော်အဲ့တော့နိုင်ငံသားကံလည်းဒီအခွင့်အလမ်းပေါ့နော်ဒီတစ်ပတ်ထဲမှာရှိရဆိုတာမျိုးလို့မြင်နေပေါ့နော်တကယ်လို့ကိုကနိုင်ငံသားတောက်ဖို့ပြင်ဆင်နေပြီးတော့အထွက်ဖို့အတွက်ကိုနည်းနည်းကြံ့ကြာနေတာဆိုလို့ရှင်တော့အဲ့ဒီတစ်ပတ်အတွင်းမှာနိုင်ငံသားနဲ့ပတ်သက်တဲ့ကံလေးအစိုးပြီးပြီးမှဆိုတာမျိုးလို့မြင်နေပေါ့နော်တနိုင်ငံနိုင်ငံကိုကူးပြောင်းတာအလုပ်ပြောင်းတာအဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေလည်း အဲရှိလာလိုက်မယ်နိုင်ငံသားမှာအလုပ်သွားလုပ်တာပဲဖြစ်ဖြစ်ကြောင်းတက်တာဖြစ်ဖြစ်ပေါ့နော်အဲ့ဒီအချိန်တွင်းမှာစပြီးတော့ action ယူတာလည်းဖြစ်နိုင်တယ်တစ်ဖက်ကိုရောက်သွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးတစ်ခုခုကလို့မြန်မာဆဆန်းနေပေါ့နော်ဖြစ်လာလိုက်မယ်ဆိုတာမျိုးလို့လည်းမြင်နေပေါ့နော်အဲ့တော့ဒီမှာတော့ overall message ရပြောရမယ်ဆိုလို့ရှင်တော့ဟိုဘောကပေါ့ပေါ့ပါဖြစ်တဲ့ပေါ့နော်အရင်ကြီး serious ထားပြီးတော့မလိုလားအတွက်တွေ့နေအလေးနဲ့ထားခန်းစားပြီးတော့ စိတ်တက်ကြစရာတွေတွေးပြီးတော့မနေနဲ့ပေါ့နော်တခါကြာရွှင်လည်းပဲဘာမှကိုကယူမဆိုင်ပဲနဲ့ပေါ့ပပနဲ့စိတ်ကိုထားပြီးတော့နေရမယ်အချိန်လေးလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးလည်းနေပေးပါအမြဲတမ်းကြီးဘာမှကြီးမဆိုင်ပဲနဲ့နေရမှာမျိုးတော့မဟုတ်ပေမဲ့သူ့အချိန်နဲ့သူဆိုတာရှိတယ်ပေါ့နော်အလုပ်ချိန်မှာအလုပ်အာပြောင်းရမယ့်အချိန်မှာပြောအနားယူမယ့်အချိန်မှာအနားယူပေါ့နော်ဒါတွေကုန်လုံးကိုတင့်တင့်မြတ်တအောင်နေပါနောက်ကိုချေးရတဲ့သူတွေကြီးဆိုင်ပေးဖို့လည်းမမေ့ပါနဲ့อืม တဘာဝတရားရင်းနဲ့ထိတွေ့ဖို့လည်းမမင်းနေပေါ့နော်ဒီပါဆိုလို့ရှိရင်တဘာဝနဲ့ထိတွေ့နေတာမျိုးလို့မြင်နေပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့အတွင်းစိတ်ထဲမှာရှိနေတယ်ပေါ့နော်အညစ်အကြေးတွေစိတ်အညစ်အကြေးတွေကိုလည်းတန့်စင်ဖို့လည်းအချိန်ပေးပေါ့နော်တနေ့ကို15မိနစ်မိနစ်20ပဲဖြစ်ဖြစ်ပေါ့နော်အလိုမျိုးစိတ်ကိုညင်အောင်ထားပြီးတော့ဝင်လေထွက်လေလေးမှတ်ပြီးတော့အလိုမျိုးလေးကိုယ့်ရဲ့စိတ်ကိုပေါ့နော်တတိလေးကပ်ပြီးတော့ ်ငါစိတ်ထဲမှာဘလို့အငြိကြီးတွေဖြစ်နေလဲဘလို့အတွေ့အကြုံကြောင့်စိတ်ကညစ်ညူးနေရလဲဒါမျိုးတွေသတိလေးထားပြီးတော့ထိန်းချုပ်ရင်ထိန်းချုပ်ရင်ထိန်းချုပ်တယ်ဆိုတာတစ်ပေါ်တော့သတိလေးကလိုက်လို့ရှင်ငါဒါကြောင့်စိတ်ညစ်နေရတာပဲဆိုတာသိတဲ့အခါဒီလိုအတွေ့အမျိုးကိုနောက်ကျရင်ဆက်ကြမတွေ့ဖြစ်တော့ဘူးပေါ့နော်အကြိုက်ဆွဲပြီးတော့တွေးမိတဲ့အခါကျတော့ကိုယ့်တက်ကိုစိတ်ပင်ပန်းလူပင်ပန်းဖြစ်စေဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ပိုးစိတ်ကိုတန့်စင်နေစီလင်အောင်လုပ်တယ်ဆိုတာကလည်းပြောရရင်တော့စိတ်ကိုကူစားတာပေါ့နော်။မြင်အဲ့လိုအချိန်မြွေးအချိန် အချိန်မလတ်ပေါ့နော်ကုစားပေးတတ်ဖို့လည်းလိုအပ်တယ်အဲ့လိုမျိုးကုစားဖို့လည်းစူးစမ်းပါပေါ့နော်အဲ့လိုလေးကိုလည်း message ပို့ထားရဲဆိုတာကိုတွေ့ရတယ်နောက်တစ်ခုကဒီမှာတွေ့ရတဲ့အရာကတော့ overall energy ကပြောရမယ်ဆိုရင်ဒီတစ်ပတ်အတွင်းကကိုယ့်တက်ကိုသတင်းကောင်းနေကြရမယ်စိတ်ချမ်းမြေ့စရာတွေကြုံရမယ်ဆိုတာမျိုးမိသားစုထဲမှာလည်းပဲမိသားစုဥယေတိုးတာမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ဒီမှာကိုယ်ဝန်ဆောင်တဲ့လေးတွေ့တာဆိုတော့လေအဲ့တော့အဲကိုယ်ဝန်ဆောင်ရတာတော့တောင်းမို့လဲ အာလူတစ်တယောက်တိုးလာတာလည်းဖြစ်နိုင်တယ်ပေါ့နော်တခုခုပေါ့နော်တောင်းဟုတ်လည်းဟိုလူမဟုတ်လည်းပဲအာတိရိစ္ဆာန်လေးလည်းဖြစ်နိုင်တယ်ပေါ့နော်အလိုမျိုးလေးမွေးတာဖြစ်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုလေးတွေတိုးလာတာမျိုးတွေရှိနေမယ်ဆိုတာလို့တွေ့ရတယ်။တချို့တွေကတော့အခြေရေးကြောက်ကကြတော့ကိုတက်ကိုအာဘောလက်တွေပေါ့တယောက်ပေါ့နော်အလိုမျိုးရှာတွေးလိုက်မယ်ကိုစီရောက်လာလိုက်မယ်ဆိုတာမျိုးပေါ့နော်အလိုလေးတွေ့ရပါတယ်ရှင်။အဲ့တော့ဒါကတော့ကိုရဲ့တပတ်စာအတွက်ကို January 10ဖတ်ပေးထားတာဖြစ်ပါတယ်ရှင်။ဖတ်ဖတ်ကနေပြီးတော့ပေါ့နော်။ ဖတ်ပေးထားတာဖြစ်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများအထင်ပါတယ်ရှင်မိတ်ဆွေများအားလုံးပဲပြပြရများဝေကွာပြီးကိုရောစိတ်ပါကြမှာစံသာကြပါစေကောင်းသောလူရင်းစံသာမှန်သမျှလေးပြေဝကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလေးလုံးကြမ်းမမာနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါမယ်ရှင် personal reading များကိုတော့ Viber နဲ့ Telegram ကနေပဲ booking များကိုလက်ခံပေးပြီးတော့ပြန်လည်ဖြည့်ကြပေးမှာဖြစ်ပါတယ်ရှင်